မောင်နှောခရိုင်မှာစေယုံစေကန်းအခြေပြုလူထုကျန်းမာရေးလုပ်ငန်းအစီအစဉ်တစ်ခုကိုချမှတ်ဆောင်ရွက်သွားဖို့စီစဉ်နေပါတယ်။ကိုအောင်ကသတင်းပေးပို့ထားပါတယ်ရှင်။မောင်နှောခရိုင်ထဲမှာနေမြေမတည်ငြိမ်မှုတွေကြောင့်နှောက်နှေးနေရတဲ့ပြည်သူကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုပုံမှန်အတိုင်းပြန်လည်လည်ပတ်နိုင်မှုနီးလန်းတွေရှာဖွေနေပြီးစေယုံစေကန်းအခြေပြုလူထုကျန်းမာရေးလုပ်ငန်းအစီအစဉ်တစ်ခုကိုချမှတ်ဆောင်ရွက်သွားမယ်လို့ရခိုင်ပြည်နယ်ပြည်သူကျန်းမာရေးဦးစီးဌာနကပြောပါတယ်။အဲ့ဒီအစီအစဉ်မှာ ိုက်နယ်ဆေးရုံတွေနဲ့ခရီးလမ်းဆက်သွယ်ရေးလုံခြုံနိုင်တဲ့ဆေးပေးခန်းတွေမှာကျန်းမာရေးဝန်ထမ်းတွေကအဖွဲ့လိုက်အခြေပြုပြီးလူမှုကျန်းမာရေးလုပ်ငန်းကိုဆောင်ရွက်သွားမှာပါ RAC နေလို့မရတော့ RAC နေလို့မရတော့ဆက်စင်တာရဲ့အားလုံးကနှိစက်ရစတေရှင်ကိုတော့ပေါင်းဒီလိုပုံစံနဲ့ဆရာတို့စူးစမ်းလိုက်တော့ဒေတာတွေကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းအရှိန်ကုန်ပြည့်ချင်ဘူးဒါပေမဲ့တစ်ဖက်ကလည်းလူရဲ့ဝန်ထမ်းတွေရဲ့ safety ကိုစားပြီးဆိုတော့အဲ့ဒီနှစ်ခုကိုချိန်မိပြီးတော့မှတို့တွေကဒုဝန်ထမ်းတွေစုလိုက် စုစည်းပြီးတော့မှလာပြီးတော့လူနာကိုဆွဲဆောင်တဲ့ method ပြီးရင်ခုနပြောတဲ့ကာဝေးစီလိုလိုဟလာအရေးပေါ်အခြေအနေလိုလိုမှာအစုလိုက်ရွေးတဲ့ရွေးရွေးရှားတဲ့နီးနီးနဲ့တုံးပြီးတော့လူလူကြမ်းပါလေဆောက်ရှောက်တယ် အဲ့ဒီအစီအစဉ်ဆောင်ရွက်မှုမှာကျန်းမာရေးစောင့်ရှောက်မှုပေးမဲ့ဝန်ထမ်းတွေရဲ့ဘေးကင်းလုံခြုံမှုကိုလည်းထည့်သွင်းစဉ်းစားပြီးလိုအပ်သူအားလုံးကိုအချိန်မရွေးကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့လူနာတွေကိုဆေးရုံကိုရောက်အောင်ပို့ဆောင်နိုင်မဲ့နည်းလမ်းတွေကိုဦးစားပေးအဆင့်အတိုင်းတတ်မှတ်လုပ်ကိုင်နိုင်ဖို့အတွက်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေနဲ့ချိတ်ဆက်ဆောင်ရွက်သွားဖို့လည်းစီစဉ်နေတာပါဆေးရုံနဲ့ဆေးခန်းအခြေပြုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကိုကျွန်တော်တို့က first priority နဲ့ပထမဦးစားပဲကျွန်တော်ဆောင်ရွက်တော့မှာဖြစ်ပါတယ်ပြီးမှပဲကျွန်တော်တို့ကလုံချုံရေးခေါင်းတဲ့နေရာတွေမှာကျွန်တော်တို့ single priority နဲ့ရွေလျာစေခန့်ဝင်မှုပေါ့ mobile လေးနေကိုကျွန်တော်တို့ကစပြီးတော့ဆောင်ရွက်တော့မှာဖြစ်ပါတယ်မောင်နှောခရိုင်ထဲမှာမောင်နှောနဲ့ဘူးတီတော်မြို့နယ်နှစ်ခုရှိပြီးမြို့နယ်ဆေးရုံနှစ်ရုံတိုက်နယ်ဆေးရုံ6ရုံ ကျမ်းမာရေးဌာန72ခုကျမ်းမာရေးဌာနခွဲ83ခုမိခင်နှင့်ကလေးကျမ်းမာရေးဌာန2ခုဖွင့်လှစ်ထားတာပါအော်တိုဘာလ9ရက်နေ့မောင်နှောတိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက်မှာမောင်တော်မြို့နယ်တွေကကျမ်းမာရေးဌာနတွေနဲ့ဘူးတိတော်မြို့နယ်တွေကဌာနတချို့မှာဝန်ထမ်းတွေကိုမြို့ပေါ်စုရက်ကိုပြန်ခေါ်ခဲ့ရပြီးကျမ်းမာရေးစောင့်ရှောက်မှုပေးဖို့နှောင့်နှေးခဲ့ရပါတယ်အခုအချိန်မှာတိုက်နယ်စည်းရုံတွေကိုပြန်လည်ဖွင့်လှစ်ထားတယ်လို့သိရပါတယ်ဒီအစီအစဉ်ကိုစတင်နိုင်မှုအလဲတန်ကျော်နဲ့ဂျင်ချောင်းတိုက်နယ်စည်းရုံကို အရေးပေါ်လူနာတင်ကာနစီလဲပေးအပ်ထားပါတယ်ကျွန်တော်ကိုအောင်ပါခင်ဗျာ